အားလုံးပဲမင်္ဂလာပါခင်ဗျာ your dennis page ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့တော်တော်များများအောင်ပါကျွန်တော်ဒီနေ့ဒီဗီဒီယိုလေးကနေပြီးတော့မှသွားကြောထုတ်တဲ့ကုသမှုကြောင့်မျှဝေပြီးတော့မှာဖြစ်ပါတယ်။သွားကြောထုတ်တဲ့ကုသမှုဆိုပြီးကြားလိုက်တာနဲ့လူတော်များများတာကြောချမ်းသွားကြမယ်ထင်တယ်။ကြောက်သွားကြမယ်လို့ထင်တယ်။မကြောက်ဘူးလေဆိုတော့သွားကြောထုတ်တယ်ဆိုတာဘယ်အကြောတွေကိုထုတ်မှာလဲ။ပြီးရခါကြလို့ရှင်ဒီအကြောထုတ်တယ်ဆိုတဲ့ကိစ္စမှာလည်းအယမ်းများနာမလားပေါ့။အဲ့လိုဟာမျိုးတွေတွေ့ပြီးတော့မှာဒါသွားကြောထုတ်ကုသမယ်ဆိုပြီးတော့မှာ အဲဆရာဝန်ကပြောလိုက်တယ်ဆိုလို့ရှင်ဒါကြောက်ပြီးတော့အင်ဂျင်ပြေးရဲ့လူတွေလည်းအများကြီးရှိတယ်ပေါ့နော်ကျွန်တော်တို့ရဲ့ပြေးရှက်ချက်ပေါက်ထဲမှာဆိုလို့ရှင်လဲသွားကြောထုတ်လို့ရှင်နာလားကောင်းလားဘယ်လိုမျိုးလုပ်ရမလဲဆိုပြီးတော့မှအကြံဉာဏ်တောင်းထားတဲ့လူတွေလည်းအများကြီးပဲဒါကြောင့်မလို့ဒီနေ့ဒါသွားကြောထုတ်တယ်ဆိုတဲ့အကြောင်းလေးကိုဒါဗီဒီယိုလေးနဲ့တူတူနဲ့လိုရင်းညွှန်ပြသွားမှာဖြစ်ပါတယ်ပထမဦးဆုံးကျွန်တော်တို့သွားကြောထုတ်တယ်ဆိုတာကိုဘာလဲပေါ့ဘာကြောင့်သွားကြောထုတ်တယ်လို့ခေါ်ရလဲဆိုတဲ့အကြောင်းလေးကိုအရင်ရှင်းပြပြသွားမှာဖြစ်ပါတယ် ကျွန်တော်တို့သွားတိုင်းသွားတိုင်းမှာပေါ့နော်ကလေးသွားပဲဖြစ်ဖြစ်လူကြီးသွားပဲဖြစ်ဖြစ်အရှိသွားပဲဖြစ်ဖြစ်အန်သွားပဲဖြစ်ဖြစ်အန်ရှိသွားပဲဖြစ်ဖြစ်အဆွဲပဲဖြစ်ဖြစ်သွားတိုင်းသွားတိုင်းမှာဆိုလို့ရှိရင်သွားရဲ့အတွင်းဆုံးထဲမှာပေါ့နော်အတွင်းဆုံးထဲမှာအတွင်းဆုံးပိုင်းထဲမှာဆိုလို့ရှိရင်ဒါဥတိုင်းလေးရှိတယ်အန်ဒါအပေါ်ရန်ကျွန်တော်ကြွေလွားဆိုလို့ရှိရင်လည်းမမာကြီးပဲအဲ့ဒီအောက်မှာဆိုလို့ရှိရင်လည်းဒါနောက်ထပ်အလွာတစ်ထပ်ရှိသေးတယ်အဲ့ဒီအလွာလေးစင်စွဲနစ်လွာလို့ခေါ်တယ်ပေါ့နော် အဲ့အလွာလေးရဲ့အောက်ဆုံးထဲမှာဆိုလို့ရှိရင်ကျွန်တော်ပြောဥတိုင်းလေးရှိတယ်။အဲ့ဥတိုင်းလေးထဲမှာဆိုလို့ရှိရင်ဗာလေးတွေရှိလဲဆိုတဲ့ခါကျတော့ကျွန်တော်အဲ့အခေါင်းဘွားလေးထဲမှာအဲဒါအာယုံကြောလေးတွေတွေးကြောလေးနေဖွဲ့စည်းထားတယ်ပေါ့။သူတို့တွေကဘာကိုလုပ်ပေးရလဲဆိုရင်သွားတစ်ချောင်းကျမ်းမာဖို့အတွက်ဒါအထောက်အကူပြုထားတယ်ပေါ့နော်။ကျွန်တော်တို့သွားလေးတွေအဲ့ဒီကောင်လေးတွေကျမ်းမာနေရဲ့ဥတိုင်းလေးကျမ်းမာနေရဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကဒါအစားတစ်ခုစားတဲ့အခါမှာ ပူတာတွေအေးတာတွေအဲ့လိုမျိုးလေးခံစားရတယ်ဗောနော်ပြီးတဲ့ခါကျတော့ရှင်ကျွန်တော်တို့သွားလေးကြည့်လိုက်တယ်ဆိုလို့ရှင်လည်းဒါအသက်ရှိနေတယ်သွားလေးဖြစ်တဲ့ကျမရဲ့သွားလေးဖြစ်နေတဲ့အတွက်သွားလေးကြည့်လိုက်တဲ့ခါမှာဆိုအယောင်တွေမိန်သွားတာမျိုးတွေမရှိဘူးမဲသွားတာတွေမရှိဘူးညိုသွားတာတွေမရှိဘူးဒါဖြူဖြူဖူးဖူးလေးနဲ့ပဲဒါကျဉ်ကျမမာလေးရှိနေတယ်ဗောအဲ့လိုဖြစ်နေအောင်ဒီမွာသွားလွာလို့ခေါ်တဲ့ဒီဥတိုင်းလေးကထောက်ပံ့ထားပေးတာဗောနော်အဲ့ဆိုတော့ကျွန်တော်တို့ဒါအကြောင်းတစ်ခုအကြောင်းများသွားပိုးစားတာကြောင့်ပဲဖြစ်ဖြစ် များတော့အဖြစ်သွားပိုးစားတာကြောင့်တော့ဖြစ်တာများတယ်။သွားပိုးစားတဲ့ချိန်မှာဆိုလို့ရှိရင်အပေါက်ကြီးကဖြစ်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 လာပြီးတော့ဖြည်းဖြည်းနဲ့နှက်လာတဲ့ချိန်မှာဆိုလို့ရှိရင်အဲဒီဥတိုင်းကြီးကိုထိခိုက်မိသွားတယ်၊ထိမိသွားတယ်၊ထိသွားတယ်ပေါ့နော်။နောက်တစ်ခုကကြတော့ကျွန်တော်တို့တစ်ခုနဲ့ထိမိခိုက်မိပြီးတော့မဆောင်သွားတဲ့အခါမှာ သွားရပဲ့သွားတာတို့ပြက်ထွက်သွားတာတို့အဲ့လိုဖြစ်သွားတယ်ဆိုလို့ရှင်လေဒီကျွန်တော်ခဏပြောဥတိုင်းလေးကိုထိမိခိုက်မိသွားကြတယ်ပေါ့နော်အဲ့ဒီအချိန်မှာဆိုရင်ဒီဥတိုင်းလေးကမကောင်းတော့ဘူးသူထိမိသွားတယ်ဆိုလို့ရှင်ကျွန်တော်တို့ရဲ့တွားလည်းဒါကျွန်တော်တို့ကအချိန်လေးမကောင်းလို့တတ်မှတ်လို့ရတယ်ဟိုလုံငယ်တဲ့နှစ်တည်းဟာနှစ်တည်းအကြာကြီးတုန်းကဒါဆိုလို့ရှင်လို့ရှင်ဒီရဲ့သွားတယ်လို့ဥတိုင်းလေးဖြစ်သွားတယ်ဆိုလို့ရှင်တော့ဒါသွားနှုတ်ရဖို့များတယ်ပေါ့ဒါပေမဲ့အခုခေတ် မျက်မှောက်ကာလမှာဆိုလို့ရှိရင်ခစ်တွေရမ်းမိလာတယ်။မိလာတဲ့အချိန်မှာဆိုလို့ရှိရင်တော့ဒီသွားလေးကိုပေါ့ထိခိုက်မိသွားတဲ့အကြောလေးကိုကျွန်တော်တို့ကထုတ်ပြီးရခါကြလို့ရှိရင် ပြန်ပြီးတော့မှကုတလို့ရလာတယ်ပေါ့နော်။အဲ့ဆိုတော့ကျွန်တော်တို့အကြောထုတ်ကုတမှုဆိုတာဒီသွားရဲ့အတွင်းဆုံးထဲမှာရှိတဲ့ဒါဥတိုင်းလေးပေါ့။အဲ့ဥတိုင်းလေးကိုကျွန်တော်တို့ဒါထိမိခိုက်မိသွားလို့လိုအပ်လို့ပေါ့နော်။အဲ့ဒါလေးကိုဖယ်ထုတ်ပြီးတော့မှကျွန်တော်တို့ဒါ အစားထိုးရတဲ့ကုတံမှုပေါ့နော်အဲဆိုတော့အဲ့ဥတိုင်းလေးထဲမှာအာယုံကြောလေးတွေတွေးကြောလေးတွေစုပြီးတော့ပါဝင်နေတဲ့ဒါအချောင်းလေးဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီအကြောထုတ်တဲ့ကုတံမှုလို့ခေါ်တာပဲဖြစ်ပါတယ်အဲဆိုတော့နောက်တစ်ခုကကြတော့ဒါဆိုလို့ရှင်ဒါအကြောထုတ်တာဘာကြောင့်လဲဆိုတာသိသွားကြမယ်လို့ထင်တယ်နောက်တစ်ခုကကြတော့ဒါအကြောထုတ်တယ်ဆိုရင်နာမလာပေါ့ အဲ့ဆိုတော့များတော့အဖြစ်ဒါအကြောထုတ်ကူတာမှုလုပ်တယ်ဆိုလို့ရှင်ဒါထုံစည်းလိုအပ်တယ်ပေါ့နော်။ဘာဖြစ်လဲဆိုတော့ကျွန်တော်ခဏပြောလို့မယ်အဲ့ဥတိုင်းထဲမှာအယုံကြော်တွေတွေးကြော်တွေထိဖြစ်နေတာဖြစ်တဲ့အတွက်ပြီးတော့အဲ့လိုထိသွားပြီဆိုလို့ရှင်ဈေးကောင်ရောက်လာတဲ့အခါမှာလူနာတွေတော်တော်များများနာလို့လာကြတာများတယ်ပေါ့နော်အဲ့ဆိုတဲ့ခါကျတော့ကျွန်တော်တို့ထုံစည်းလိုအပ်တယ်များတော့အဖြစ်ထုံစည်းလိုအပ်တယ်တချို့လူနည်းစုတွေကြတော့လည်းဒါထုံစည်းမလိုအပ်ဘူးပေါ့လုံနေတဲ့အချိန်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ကအဲ့ဥတိုင်းလေးကိုလက်ထုတ်ရတာပေါ့နော် လဲထုတ်ဆွဲထုတ်ရတာမျိုးဖြစ်တဲ့အတွက်နည်းနည်းလေးအချို့လူတွေကြရင်လည်းထုံသေးထုံနေတဲ့အတွက်လုံးဝမနာဘူးဒါတယောက်နဲ့တယောက်တော့မတူတချို့လူတွေကြတော့လည်းဒီဟာလေးလုံနေအောင်ကိုဒါဆွဲထုတ်လိုက်တယ်နည်းနည်းလေးကိုဆူးဆူးနေတာမျိုးလေးတွေဒါအောင့်နေတာမျိုးလေးတွေနည်းနည်းပါပါတိတယ်ပေါ့တချို့ကြတော့လည်းလုံးဝအထက်မခံဘူးအဲ့လိုပုံစံမျိုးလဲဒါတယောက်နဲ့တယောက်လူနာရဲ့အခြေအနေပေါ်မှာလည်းကြွာချတယ်အဲ့ဒီအချိန်မှာဆိုလို့ရှိရင်ဒါကကိုကခံနိုင်နေဆိုလို့ရှိရင်လည်းခံနိုင်နေပေါ့နော်မခံနိုင်ဘူးဆိုလို့ရှိရင်လည်းဒါဆရာကပြောပြရမယ်ကိုက အောင်ဤတိခံပြီးတော့မနေရဘူးเนาะအရင်နာတယ်မခံနိုင်ဘူးအဲ့လိုဆိုရဲကြအောင်ပြောရမယ်အဲ့ဆိုလို့ရှိရင်ဆရာဝန်ကဒီနေ့ကကြတော့ဒါထုံစည်းတော့ထိုးတော့ထိုးထားတယ်ထုံတော့ထုံနေတယ်ဒါပေမဲ့အဲ့တခုကြီးကွက်ပြီးတော့မထုံဝင်နေဖြစ်နေရဲ့အဲ့ဆိုလို့ရှိရင်ဆေးတခုထည့်ပြီးတော့မှနောက်တစ်ခါပြန်ချိန်တာတော့ပါတယ်အဲ့လိုပုံစံမျိုးလေးလုပ်ရမယ်ပေါ့အဲ့ဆိုခါကြတော့များတော့ဖြစ်တော့အခုခင်မှာဆိုလို့ရှိရင်ဒါဆရာကြီးအကုန်လုံးကလည်း မနာအောင်လုပ်ပေးကြတော့များတယ်ပေါ့နော်အဲအကြောင်းမလို့ကျွန်တော်တို့ဒီသွားအချောထောကုတမယ်ဆိုလို့ရှင်အဲတချို့လူနာတွေဆိုလို့ရှင်လည်းတည့်ရက်ထဲနဲ့ပြီးမယ်အဲတချို့လူနာတွေကြတော့လည်းတပတ်ချားပြီးတော့မှနှစ်ခါလာရတာမျိုးလည်းဖြစ်နိုင်တယ်တချို့လူတွေဆိုလို့ရှင်ဒါသုံးခါလောက်လာရတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုလုပ်လိုက်လို့ရှင်ပြီးသွားမှာလားဆိုတော့ဒီသွားအချောထောကုတမှမပြီးသေးဘူးပေါ့အဲဆိုဒီအချောလေးကိုကျွန်တော်တို့ထုတ်လိုက်တယ်ဆိုရင်ဒါ account ဘွာလေးဖြစ်သွားမယ်အဲ့ဒီ account ဘွာလေးလည်းကျွန်တော်တို့ကြိုင်းထားလို့မရအောင် အဲ့တော့အမြင့်ပိုင်းမှာရှိနေတဲ့ဒီဟာလေးကိုကျွန်တော်တို့ကဆေးလေးနဲ့ပိတ်ရမယ်ပေါ့နော်။ပိတ်ပြီးလို့ရှိရင်ခေါင်းပိုင်းကအပေါက်ကိုလည်းကျွန်တော်တို့ကပြန်ပိတ်ရမယ်။အဲ့ဆိုလို့ရှိရင်ဒါသွားအကျောထုတ်ကုတမှုကတော့ပြီးသွားပြီပေါ့။ဒါပေမဲ့နောက်ဆက်တွဲအနေနဲ့ဘာထက်လို့ရလဲဆိုလို့ရှိရင်ဒီအကျောထုတ်ထားတဲ့သွားလေးတွေကဆိုလို့ရှိရင်ကျွန်တော်ခဏပြပြလို့ပဲဒီအကျောလေးတွေကကျွန်တော်တို့ရဲ့သွားကိုဒါခန်းစားမှုတွေပေးတယ်၊ကျန်းမာအောင်လုပ်ပေးတယ်ပြီးတော့ဒါဖြူစင်နေစေတယ်ပြီးကျန်းမာတဲ့ပုံပေါ်အောင်လုပ်ပေးတယ်ပေါ့နော်။ အဲ့ဒီသွားလေးကအကျော်မရှိတော့ဘူးဆိုတော့ဘာနဲ့တူသွားလဲဆိုတော့ဒီသွားလေးကဆိုလို့ရှိရင်အာအပင်တပင်တေးနေရတဲ့တူတယ်ပေါ့နော်အဲဆိုညကြီးပုံမှာအပင်ကြီးပေါက်နေရတော့အကြီးကြီးပဲဒါပေမဲ့သူ့မှာအရွက်တွေမရှိတော့လို့ဖြည်းဖြည်းနဲ့ကြွေကျသွားတယ်ဒီခါကျရင်သူ့ရဲ့အခောက်တွေလည်းကွာလာတယ်ဒီခါကျလို့ရှိရင်ဒါ၆တွေ့လာတယ်ဆွေးမြေ့လာတယ်ဖြည်းဖြည်းနဲ့အကိုင်းကြီးကျိုးကျလာအဲ့လိုပုံစံမျိုးပဲကျွန်တော်တို့တွားရလဲ ်ဒါသူကုတလိုက်တယ်ဆိုလို့ရှင်ဒါချစ်ချင်းတော့မနှုတ်လိုက်ရတာပဲရှိရပါတော့။သွားလိုက်ရဆိုလို့ရှင်ဒါမေးရိုးထဲမှာတော့ခိုင်သွားမယ်ခိုင်ခိုင်မြဲမြဲရှိနေမယ်။ဒါပေမဲ့သူ့ရဲ့သွားလိုက်ရအယောင်နေပြောင်းလာမယ်ပြီးတဲ့ခါကျတော့ရှင်နည်းနည်းဆွေးလွှမ်းနိုင်တယ်။ကျွန်တော်တို့မှာတော့အကိုင်းကြီးပါရဲ့မရှိရအတွက်ကြွေကြစရာတော့မရှိဘူး။ဒါပေမဲ့အခက်မတင်လို့များကိုကတခုမာတာကိုကင်မိလိုက်တယ်ဆိုလို့ရှင်အဲ့ဒီသွားရကွဲသွားနိုင်တယ်။အဲ့ဆိုလို့ရှင်ကျွန်တော်တို့အချိန်နေပြီးတော့မှကုထားရတဲ့ဟာတွေအနာတွေခံပြီးတော့မှ လှုပ်ထားတဲ့ဟာတွေငွေကုန်ကြေးကျများတာတွေဘာတွေအဲ့လိုတွေကုန်ထားတဲ့ဟာတွေအကုန်လုံးကဒါအချင်းချင်းဖြစ်မှာပေါ့နော်ဒါဆိုမှနှုတ်လိုက်ရတာမျိုးပဲဖြစ်သွားမယ်အဲ့ဆိုတဲ့ခါကျတော့ကျွန်တော်တို့ဒီသွားလေးကိုအဲကျွန်တော်တို့လှလဲလှနေအောင်ပြီးရခါကျလို့ရှိရင်ဒီကွဲတာကိုလည်းကောက်ွယ်ပြီးသားဖြစ်အောင်သွားအစွတ်လေးစွတ်ဖို့လိုအပ်တယ်ပေါ့နော် အဲ့တွားလေးရဲ့အပေါ်မှာကျွန်တော်တို့ကအဖုံးလေးပြန်ဖုံးပေးရမယ်အဲ့ဆိုလို့ရှင်ကတော့ကျွန်တော်တို့ဒီတွားလေးရဆိုလို့ရှင်ကုတောင်းမှုပြီးသွားပြီလို့ကျွန်တော်တို့တတ်မှတ်ရမှာပေါ့နော်အဲ့ဆိုတော့အဲကျွန်တော်တို့တွားကြောထုတ်ကုတောင်းမှုမှာဆိုလို့ရှင်ဒါတွားကိုအကြောထုတ်တဲ့အဆင့်ရှိမယ်တွားတွေကိုပြန်ဖားတဲ့အဆင့်ရှိမယ်ပြီးတော့ဒါအဆွတ်ဆွတ်တဲ့အဆင့်ဆိုပြီးတော့30ဒါလွန်မြောက်သွားမှာပဲကျွန်တော်တို့တွားအကြောထုတ်တာပြီးမြောက်တာပေါ့နော် တချို့လူနာတွေကြတော့ထင်သွားတတ်ကြတယ်အဲကျွန်တော်တို့သွားရရင်အရန်နာပြီးတော့မှလာတယ်ဗောနော်အဲ့ချိန်မှာဆိုလို့ရှိရင်ဆရာတွေကရှင်းပြတယ်အဲဒီဟာလေးကတော့သွားအကျော်ကိုအာယုံကျော်ထိသွားပြီအထဲတဲ့ဥဒဏ်ကိုထိသွားပြီထိသွားတဲ့အခါမှာဆိုအကျော်ထုတ်ကူတာမှုလုပ်ဖို့အတွက်လိုအပ်တယ်နှုတ်ဖို့တော့အာမပေးစားတယ်အမျိုးရှင်းပြတဲ့အခါမှာဆိုလူနာတွေကတော်တော်များလက်ခံပါတယ်တက်ခံပြီးတော့ဒါလှုပ်လိုက်တယ်ပေါ့လှုပ်လိုက်တဲ့ခါမှာဆိုထုံစည်းပါညာထိုးထိုးပြီးတော့လှုပ်လိုက်တဲ့ခါမှာဆိုလို့ရှိရင် သွားကြောတော့ကုတမှုလောက်တာတခါလောက်ရတယ်ပဲဖြစ်စေတခါလောက်ရတယ်ပဲဖြစ်စေသူကတခါပထမ visit မှာပေါ့နော်သူကတက်တာသွားကြတာများတယ်အဲ့ချိန်ကြတဲ့ခါကျတော့လူနာတွေကဆရာဝန်ကတော့ပြန်ချိန်တယ်နောက်တစ်ပတ်ကိုပြန်လာပါစတယ်ဖြစ်ပေါ့နော်ဒါပေမဲ့သူတို့အနေနဲ့တခါကျရင်အမတ်မှာတော့တဟဲကုတမှုပြီးသွားပြီအခုလဲယာယီစင်းနဲ့ဖာထားတဲ့ဟာဖာထားတာပဲပေါ့နော်ဆရာကဘာလို့ပြန်ခေါ်လဲမသိဘူးလို့အတောအထင်နဲ့မသွားတော့ဘူးအဲ့လိုပုံစံမျိုးလုပ်လိုက်တယ်ဆိုရင်နောက်ပိုင်းမှာဆိုလို့ရှိရင်ကတော့ဒါသွားကြောတော့ကုတမှုလည်းမပြီးထားဖြစ်တဲ့အတွက်ပြန်လာလာနိုင်တယ်အဲ့ဆိုလို့ရှိရင်အစ ွားနေပြန်လို့ရနိုင်တယ်ပေါ့နော်တချို့ patient တွေကြောက်ကဲသွားသွားအကျောထုတ်ကုသမှုကြီးထိလုံးဝဖာတဲ့အထိပြီးသွားပြီဒါပေမဲ့သူကအဆွတ်တော့မဆွတ်ရသေးဘူးပြီးသွားပြီထင်လို့ဒါမေ့သွားပြီးတော့နေလိုက်တယ်သွား꿰သွားတယ်ပေါ့နော်အဲ့လိုပုံစံမျိုးလေးလည်းဖြစ်တတ်တယ်ဒါကြောင့်မလို့သွားကျောထုတ်ကုသမယ်လို့အာဒါလှုပ်လိုက်မယ်ဆိုလို့ရှင်တော့ကိုယ့်ရဲ့သွားလေးအခြေအနေမကောင်းဘူးဆိုတာသိရမယ်ဒါသူ့ရဲ့အစင်ရဲ့နှောင်းမှာဆိုလို့ရှင်သွားနှုတ်တာပဲရှိရမယ်အဲ့ဆိုဆရာအကျောထုတ်ကုသလို့ ရသေးရလို့ပြောရဲဆိုလို့ရှင်ဒါကောင်းတယ်ပေါ့နော်လှုပ်လိုက်ပါပြီးရခါကြောက်လို့ရှင်ကျွန်တော်ပြောပြလို့ပဲသွားကြောထုံးဦးတောင်းမှုလုပ်တဲ့အချိန်မှာဆိုလို့ရှင်နည်းနည်းတော့နာကောင်းနာနိုင်တယ်အဲဒါပေမဲ့ညာတော့ဖြစ်တော့ထုံစေးပေးပြီးတော့လှုပ်တာဖြစ်တဲ့အတွက်မနာဘူးပေါ့နော်ဟိုလိုမျိုးကြီးစူးစူးရဲရဲကိုအကြည့်နဲ့ဆွာနိုင်တယ်မျိုးကြီးတော့မနာဘူးပေါ့ပြီးရခါကြောက်လို့ရှင်ကျွန်တော်တို့ visit ဒီနခါတို့ဟိုတုံးကအများဆုံးသွားရနိုင်တယ်ပြီးရခါကြောက်လို့ရှင်ဒါအဆွတ်ဆုတ်ဖို့အတွက်လိုအပ်တယ်ဆိုတာကိုသိထားရမှာဖြစ်ပါတယ် ဒါဆိုရင်တော့ကျွန်တော်တို့အဲဒီဗီဒီယိုလေးကိုကြည့်ပြီးသွားပြီဆိုလို့ရှိရင်တွားချောထုတ်ကူတာမူကအဲဘယ်လိုတွေလောက်ရတာလဲပေါ့ဘယ်လိုအဆင့်တွေရှိလဲဆိုတော့အကျမ်းပြင်းတိမယ်ဘုဟုလူတိုက်ရမယ်လို့လည်းထင်ပါတယ်။ဒါဆိုရင်ဒီဗီဒီယိုလေးကိုလည်းဒီမှာပဲရန်အောင်ပြပါကျွန်တော်နေ့တိုင်းဆူတောင်းပေးလို့ပဲဗီဒီယိုတိုင်းမှာဆူတောင်းပေးလို့ပဲနေ့ရက်တိုင်းမှာပြင်ပြနိုင်တဲ့လူတွေဖြစ်နေကြပါစေခင်ဗျာ။ကျွန်တော်တို့ page တွေအရဆိုလို့ရှိရင်တောင်းနေခရင်ကျမရေဘူးတူတာတွေကိုအငဲတန်းဆောင်းပါးအနေနဲ့ရောဗီဒီယိုနည်းနည်းရောမျှဝေပေးနေတဲ့ page ဖြစ်တဲ့အတွက် like ရောက်ချိချိုးအတွက်လည်းဒီဗီဒီယိုလေးကနေဖိတ်ခေါ်ချင်ပါတယ်ခင်ဗျအားလုံးကိုနှုတ်ဆက်လိုက်ပါတယ်